အားလုံးပဲမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ချိုးဆိုလိုက်ပါတယ်မိုးလေဝသနဲ့ဇလဝေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအထူးမိုးလေဝသအနေဖြင့်မုန်တိုင်းနဲ့လေဝေလှိုင်းများအရှိန်ကြောင့်မိုးသက်ထန်စွာရာသွန်းပြီးမြေကြီးနိုင်တဲ့အခြေအနေသတိပေးချက်များနဲ့မြန်မာနိုင်ငံပေါ်တက်ရောက်လာနိုင်တဲ့တိုက်ဖုံးမုန်တိုင်းခန့်မေရီရဲ့နောက်ဆုံးရသတင်းတူးများကိုတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ခင်ဗျာ ပထမဆုံးအနေနဲ့မှုန်တိုင်းမိုးတဲထန်စွာရောက်သွင်းခြင်းကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေကြီးများကိုပြော့ပြပေးသောမှာဖြစ်ပါတယ်ယနေ့9ရက်17လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်အရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေရမနေ့ကညနေကနေ12နာရီအတွင်းတပေကန့်ထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့28.5ဒီဂရီဆယ်စီယပ်ဖြစ်ပြီးယနေ့အနည်းဆုံးပူချိန်ကတော့22.3ဒီဂရီဆယ်စီယပ်တို့ပဲဖြစ်ပါတယ် မြေကြီးနားမြေအားဆိုရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်680စင်တီမီတာ22ပေကအလိုမှာရောက်ရှိနေပါတယ်။မြေကြီးနားမြေရေအဝင်စုစုပေါင်း10ပေခွဲကျော်ခန့်မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။31ရက်ဆယ်လ2025ရဲ့နေ့နေ့လယ်ပိုင်းမှာစတင်၍တဖြည်းဖြည်းချင်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။မြေရေအတက်ကြပုံမှန်နေထားကမှရှိနေပါမယ်။ထူးကပ်မြေရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။အီယော်ရီမြစ်ထပ်ပိုင်းမှာမိုးအားအနှဲငယ်ရှိနေပါတယ်။ရံဖက်ရခအီယော်ရီမြစ်ဆုံထပ်ပိုင်းမှာနေရာကွက်ရဲမိုးသက်ထန်စွာရွာသွန်းခြင်းများကြောင့် နေကျင်းနှမြင့်ရဲ့ကြာဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေုံမှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ AR မြင့်အထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးဒေတောင်ဖြစ်ထွန်းမှုအားအနည်းငယ်ရှိနေပါတယ်။ AR မြို့တို့ချောင်းနဲ့ချင်းနှင်းမြို့တို့ချောင်းမြကန်းနီမြင်းနှိတ်ဒေသများနဲ့မြန်သူကျိုးများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများ AR မြို့ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာ။ ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ခန်းနီမြို့မြေဟာမနေ့ကညနေကနေ12နာရီတွင်တက်လက်မကန်ထက်ကျသွားပါတယ်။ခန်းနီဟုံမလင်ဖောင်းပြင်းတဲ့မော်လိုက်မြို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကလေးဝမင်းကြီးနဲ့ကဏီမြို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မုံရောင်မြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ယနေ့ညပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ဆက်လက်ပြီးအေရီမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ဗမာမြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ရွှေကူမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ကတာမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။မြေရဲ့ဝင်စုစုပေါင်း၃မိခွဲကျော်ကမြေတက်ခဲ့ပြီးဖြစ်ပါတယ်။တိကျမြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ယနေ့နေ့လယ်ပိုင်းမှာမြေကြီးနားမြေရောက်ရှိ၍မြင့်တက်လာနိုင်ပါတယ်။တပိတ်ချင်းမြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။မြေကြီးနားမှာမြေရမရောက်ရှိသေးပါဘူး။ရွှေလီမြေရဲ့ကြောင့်အေရီမြေရဲ့ကြိုတင်မြင့်တက်လာခြင်းဖြစ်ပါတယ်။ မနက်မြန်မနက်ပိုင်းမှာမြေကြီးနားမြေကြီးရောက်ရှိ၍မြင့်တက်လာနိုင်ပါတယ်။မန္တလေးမြို့မြေဟာဖေဖေချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။မြေကြီးနားမှာမြေကြီးများမရောက်ရှိသေးပါဘူးခင်ဗျာ။စကိုင်းမြို့ရဲ့မြေဟာဖေဖေချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။မြေကြီးနားမှာမြေကြီးမရောက်ရှိသေးပါဘူး။မြင်းမှုမြို့ရဲ့မြေဟာဖေဖေချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။မြေကြီးနားမြေကြီးရောက်ရှိမှုမရှိသေးပါဘူးခင်ဗျာ။ပခုတ်ကူမြို့မြေဟာအနည်းငယ်ထက်ကျနိုင်ပြီးယနေ့ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ညအောင်မြေကြီးတက်ကြမရှိရပ်တက်နေပြီးယနေ့ညနေပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ ခြောက်မင်းမှုမကွေးအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံမျိုးတွေရဲ့မြည်ရများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ERI မြည်ရမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ဆက်လက်ပြီးပြည်လည်းပြည်မှုန်တိုင်းအခြေအနေများနဲ့ဆက်ဆက်ဖြစ်ပေါ်လာနိုင်တဲ့မြန်မာနိုင်ငံမိုးလေဝသကြိုးတင်ခံမှန်းချက်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျာ။ပင်လယ်ပင်လယ်ရောအရှိလေပိုင်း ARI နောက်ဖက်ကမ်းရိုးတန်းနဲ့ထိဆက်သည့်အပေါ်တွင်ဖြစ်ပေါ်လျက်ရှိသောလေပြင်းနှင့်ရေဝင်ဟာဆက်လက်တည်ရှိနေပြီ နောက်24နာရီအတွင်းမြောက်ဖက်မြန်မာနိုင်ငံဘင်္ဂလားဒေ့ရှ်ကံယုတ်တန်းတို့ဥတီ၍ရှားနိုင်ပါတယ်။မှောက်တိုင်းမဟုတ်တဲ့အတွက်စိုးရိမ်ရလိုအပ်ပါဦးခင်ဗျာ။ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုဥတီ၍ရှားလာတဲ့တိုက်ဖုန်းမုန်တိုင်းခန့်မေဒီဟာနိုဝင်ဘာလ3ရက်နေ့ညပိုင်းမှာပုံမအားကောင်းလာကဖိလစ်ပိုင်နိုင်ငံကို CAD2 တိုက်ဖုန်းမုန်တိုင်းအဆင့်ဖြင့်ဖြတ်ကျော်ဝင်ရောက်ပြီးနောက်နိုဝင်ဘာလ4ရက်နေ့ညမှာတောင်တရုတ်ပင်လယ်အတွင်းစတင်ဝင်ရောက်လာနိုင်ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းနောက်ဖက်သို့ဆက်လက်ရွေ့ရှားပြီးနိုဝင်ဘာလ6ရက်နေ့မှာ BNN ကမ်းခြေကို အားအလွန်ကောင်းသောတိုက်ဖုံးမုံတိုင်း CAD3 တိုက်ဖုံးမုံတိုင်းအဆင့်ဖြင့်ဖြတ်ကျော်ဝင်ရောက်လာနိုင်ပါတယ်။နိုဝင်ဘာလ10ရက်နေ့9ရက်အတွင်းမှာတော့တိုက်ဖုံးမုံတိုင်းခန့်မှန်ရဲ့အကျဉ်းချက်များဟာထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့် KNP နယ်မုံပြည်နယ်ပဲခူးတိုင်းတောင်ပိုင်းရန်ကုန်တိုင်းမြောက်ပိုင်းနဲ့ ARD တိုင်းအလဲပိုင်းတွေကိုဆက်လက်ဖြတ်ကျော်ကာဘင်္ဂလားပင်လယ်ော်အရှေ့လေပိုင်းပင်လယ်ပြင်အထိရောက်ရှိလာနိုင်ကြောင်း ECNWF model လမ်းကြောင်းခန့်မှန်းချက်မှတွေ့ရှိရပါတယ်။မြန်မာနိုင်ငံဘက်သို့တက်ရောက်မှုရှိနိုင်မဲ့မိုးလေဝသအခြေအနေများကတော့ အဲ့ဒီအခြေအနေတွေကြောင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသများဖြစ်တဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မော်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီးတွေမှာနိုဝင်ဘာလ9ရက်နေ့တည့်ရက်မိုးလေကင်းစင်နိုင်ပြီးနိုဝင်ဘာလ10ရက်နေ့မှာတိုင်ဖုန်းမုန်တိုင်းရဲ့အကျဉ်းကျံများဝင်ရောက်မှုကြောင့်မိုးပြန်ရွာနိုင်ပါတယ်။လက်ရှိကြိုတင်ခန့်မှန်းချက်များအရမြန်မာနိုင်ငံအလဲပိုင်းဒေသများတို့အားလုံးကောင်းတဲ့ CAT3 တိုင်ဖုန်းမုန်တိုင်းခန့်မှီရဲ့အကျဉ်းကျံများ ဝင်ရောက်နိုင်မဲ့အခြေအနေဟာအလွန်နှဲပါပြီးမိုးရွာသွန်းနိုင်ခြေဆက်လက်နှဲနေအောင်မှာဖြစ်ပါတယ်။ပြည်နယ်တိုင်းဒေသကြီးများအလိုက်နေ့စဉ်မိုးရွာသွန်းနိုင်မဲ့အခြေအနေများကိုလည်းဆက်လက်တင်ပြပေးနေမှာဖြစ်တာကြောင့်ဂရုဒီဇိုင်းနဲ့စောင့်ကြည့်စေချင်ပါတယ်။နွေမာလာ၁၂ရက်နေ့နောက်ပိုင်းမြန်မာတိုင်းနိုင်ငံလုံးမှာမိုးရွာသွန်းမှုတည်တည်တသာရောနှဲနိုင်မယ်လို့ခန့်မှန်းရပါတယ်။နေပြည်တော်မှာနိုဝင်ဘာလ12ရက်နေ့နောက်ပိုင်းမှာမြန်မာနိုင်ငံတောင်ဝိုင်းလုံးမိုးရွာသွန်းမှုတည်တည်တသာရောနှဲသွားနိုင်ကြောင်းတင်းချပုံစံပြုတ်ကြိုတင်ခံမှန်းရေးအရာတွေ့ရှိရပါတယ်။ လက်ရှိမှာအပြော့လာသောလာနီညာအေးမြဆူဆူသောရာသီဥတုဖြစ်စဉ်ဤတက်ရောက်မှုတွေကြောင့်နေရာတချို့တွင်သာမိုးအနှဲငယ်ကြဲကြဲပပရွာသွန်းနိုင်တော့မှာဖြစ်ပါတယ်။မုန်တိုင်းနဲ့လေဖျားနဲ့ရံဝင်ဤတက်ရောက်မှုနိုဝင်ဘာလ12ရက်နေ့မတိုင်မီအချိန်အတွင်းမှာလေဖျားနဲ့ရံဝင်ရဲ့အချိန်အဝါနဲ့ခန့်မှီဒီအမည်ရှိတဲ့တိုင်ဖုန်းမုန်တိုင်းတို့ရဲ့အနှဲငယ်တက်ရောက်မှုတွေကြောင့်မိုးအသင့်တင့်ရွာသွန်းနိုင်ခြေရှိနေပါသေးတယ်။ဒါကြောင့်မိုးလေဝသနဲ့ဇလဗေဒဆိုင်ရာအသီးပေးချက်များကိုထုခုယူပြုစောင့်ကြည့်အောင်လိုအပ်ပါတယ်။ အထူးသဖြင့်နိုဝင်ဘာလ၄ရက်နေ့ည6နာရီခွဲမှနိုဝင်ဘာလ6ရက်နေ့ည6နာရီခွဲအထိကာလအတွင်းပြည်내နဲ့တိုင်းဒေသကြီးလိုက်မိုးရွာသွန်းနိုင်မဲ့ခံမှန်းချက်အခြေအနေများကိုသတိပြုစောင့်ကြည့်ရန်လိုအပ်ပါတယ်။နိုဝင်ဘာလဒုတိယပတ်မှစ၍ရာသီဥတုအခြေအနေပြောင်းလဲများရှိလာနိုင်တဲ့အတွက်တောင်သူလေသမားများနဲ့ခီးသွွာလာသူများသတိထားပြင်ဆင်ကြဖို့နှိုးဆော်အပ်ပါတယ်။ဆလဘီမိုးလေဝသနဲ့ဇလဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်။ ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရအရှိတ်ဘက်မှရွေးရှားလာတဲ့လေပွေလိုက်များရဲ့အချိန်ကြောင့်၎င်းဘင်္ဂလားပင်လယ်ော်အရှိတ်မြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်ော်အရှိတ်လယ်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဒေသများမှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြင်းနဲ့ရံဝန်းရဲ့အချိန်ကြောင့်၎င်းအထက်ပင့်တဲ့လေအားကောင်းရာမှဒေါင်းလိုက်တိမ်တိုက်ဖြစ်ထွန်းမှုကြောင့်မိုးတိမ်တောင်များဖြစ်ပေါ်ခြင်းကြောင့်၎င်း 9ရက်စက်တလ2025ရက်နေ့မှ6ရက်စက်တလ2025ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊တနင်္လာတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာနေရာကွက်ရီအမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ မြန်မာကန်ယူရန်တခြားနယ်ကန်လုံပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြေမှာမြန်မာကန်ယူရန်တခြားနယ်ကန်လုံပင်လယ်ပြင်တို့မှာကိုးပြီမှ70ပေကန်ရှိနိုင်ပါတယ်သို့ဖြစ်ပါ၍မိုးသီးထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကျိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစားတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေတာများရှိကုန်းမြေဒေတာအနီးမှာနေထိုင်ကြသူများအနေဖြင့် ရေပြင်းမှုအန္တရာယ်မြင့်ငယ်ချောင်းကများအနေမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုရှောင်ရှားရန်နှင့်ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနှင့်ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆက်လက်ပြီးတော့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုအစည်းအဝေးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာပင်္ဂလာပင်လယ်အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်18:30အချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အမြောက်ပိုင်းနဲ့ ရင်းနှီးဆက်ဆက်လက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဒေသများမှာဖြစ်ပေါ်နေတဲ့အာကောင်းသောလေပြင်းနဲ့ရံဝဲဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါအာကောင်းသောလေပြင်းနဲ့ရံဝဲဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီး9ရက်17လ2025ရက်နေ့မှာဘင်္ဂလားပင်လယ်ော်အရှေ့မြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လက်ရှိသောမြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ရောက်ရှိနိုင်မယ်လို့ခန့်မှန်းရပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်ထူတတ်နေပြီးကပ်ပလီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထစ်နဲ့ပြထွန်းနေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်18:30အချိန်တိုင်းထွာချက်များအရဆူလူပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိသောတိုက်ဖုန်းမုန်တိုင်းခန့်မေဒီဟာအနောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါတိုက်ဖုန်းခန့်မေဒီဟာအနောက်အနောက်မြောက်သို့ရွေ့ရှားနိုင်ပြီးဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။မနေ့ပြန်မိုးတိုက်ခြင်းဒီခန့်မှန်းချက်ကတော့ကယားပြည်နယ်မှာနေရာကျကျ ်ရှမ်းပြည်နယ်အရှေ့ပိုင်းမှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ချုံရွာပြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရီမိုးတည်နိုင်ပါတယ်ရွာရရနှုံးပြေဖြစ်ပါတယ်ခင်ဗျာဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာမိုးတကျနေချိန်ထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာမိုးတကျနေချိန်ထစ်ချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ် ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ဟုံးမလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ပသိမ်မြို့မှာမိုးထစ်ရင်နေချင်းထစ်ချုံရွာပါမယ်ဒဝံမြို့မှာမိုးထစ်ရင်နေချင်းထစ်ချုံရွာပါမယ်မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ် မော်လမြိုမှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်စစ်တွင်မြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရောပါမယ်လားရှိုးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောပါမယ်ခင်ဗျာမိုးထိန်တော်ဖြစ်ပေါ်မှုအခြေအနေကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးထိန်တော်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးထိန်တော်များရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း မိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာမြမပင်လယ်ပြင်မှာတော့မြမကန်ဝရတခြားနဲ့ကန်လုံပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြောက်ရောက်ပြီးလိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိမ်ကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လိုင်းမြမမြမကန်ဝရတခြားနဲ့ကန်လုံပင်လယ်ပြင်တို့မှာကိုးဝီမှာဆက်တပေကန်ရှိနိုင်ပါတယ်နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်တို့မှာမိုးထချုံပြီးနေရာကွက်ရေမိုးကြီးပါမယ် နေပြည်တော်နဲ့နေတွားအတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှတ်ချက်ကတော့နေရာကွက်ကြားမိုးထချုံရောက်ပါမယ်။ရွာရရာနှုံးပြဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့နေတွားအတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှတ်ချက်ကတော့နေရာကွက်ကြားမိုးထချုံရောက်ပါမယ်။ရွာရရာနှုံးပြဖြစ်ပါတယ်။မန္တလေးမြို့နဲ့နေတွားအတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှတ်ချက်ကတော့မိုးတဲ့ချိန်နှစ်ချိန်ထချုံရောက်ပါမယ်။ရွာရရာနှုံးပြဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါပြီ။နားဆင်ပေးကြရတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ။